ဟုတ်တယ်သူတို့မင်္ဂလာဆောင်မယ်ဆိုတဲ့အမြမရိုးရအတိုင်းဆောင်ကျင်တယ်မြမရိုးရရင်ချင်းမှုအတိုင်းလုပ်ပေးပါဆိုပြီးတောင်းဆိုတဲ့အတွက်ကျွန်တော်ကလုပ်ပေးတာပေါ့နော်သူတို့အနေနဲ့တော့ဘာဝတ်စုံဝင်မယ်ဘယ်ဟာဝင်မယ်ဆိုတော့မပြောတတ်ဘူးပေါ့မပြောတတ်တော့ကျွန်တော်ဘက်ကတော့အကောင်းဆုံးဖြစ်အောင်လုပ်ပေးရတာပေါ့ဟုတ် ော့မှတချို့ကလည်းဟိုညီမလေးဟိုတခြားရှောက်ပြောနိုင်လည်းရှိတယ်အဲ့ဒါလေးကိုလည်းမပြောစေချင်ဘူးဘာဖြစ်လို့လဲဆိုတော့ကျွန်တော်မြန်မာနိုင်ငံကြီးကဒါဟိုနမိတ်ထွန်းတဲ့နိုင်ငံကြီးပေါ့နော်ဗဇက်ကပြောလိုက်တဲ့အရာတွေကဟိုလက်တွေ့တွေဖြစ်လာတတ်တယ်ဗဇက်ကပြောလိုက်တဲ့အရာတွေကနမိတ်ဖက်တလို့ဖြစ်တယ်အဲ့တော့ကျွန်တော်တွေအားလုံးဒီလိုမျိုးကတ်ဆိုးအနေအဆုံးနဲ့ကြုံတွေ့နေရတဲ့အချိန်မှာမကောင်းတာတွေမြင်နေရရင်တောင်မှကျွန်တော်တို့ကောင်းတဲ့စကားလေးပြောပေးမယ်ဆိုရင်မင်္ဂလာပူရှိမယ် တွေပြန်လောက်ရတယ်ပြီးတော့ပြန်လဲဒီဆောက်ရဒီအာမတင်ဘေးဆိုတာကြီးอ่ะရေဘေးနဲ့မတူဘူးပေါ့နော်ကျွန်တော်ရေရှည်သွားမှာရေရှည်လှူပေးရမှာရေရှည်ပန့်ဖို့ပေးရမှာတစ်ခါလုံးုံနဲ့မပြီးဘူးပေါ့နော်အခုကျွန်တော်တို့ဆိုရင်ဒါဟန်ဒူးဆန်ရဲ့ကျွန်တော်ရဲ့အစိုးရကုတင်မျိုးရဲ့တိုင်ခင်ဝင်းစိန်ရွှေနာဆိုင်ရဲ့၄ဦးပေါင်းပြီးတော့အာဒီဟွာတွေအတွက်ပေါ့နော် ရေဒုက္ခတွေတွေအတွက်ကိုကျွန်တော်တန့်နေလှူဖို့အတွက်ကိုကျွန်တော်တို့ကြိုးစားနေတယ်ပေါ့နော်အဲ့လိုလှူနိုင်မှုဆိုတာလည်းကျွန်တော်တို့အလုံးလုံးမှရမှာပေါ့အဲ့တော့ဒီပြင်သစ်ဆောင်တွဲလေးဆိုလဲဒါအလုံးအထားတာကြာပြီလွန်ခဲ့တဲ့6လတည်းကအထားတာဟိုးနိုင်ငံသားကနေလှမ်းပြီးတော့အထားတာပေါ့နော်အမျိုးသားကတော့ပြင်သစ်နိုင်ငံသားစစ်စစ်အဲကျွန်တော်ရုပ်ရှင်တွေမှာမြင်တွေ့နေကြ ကာရက်တာအတိုင်းလေးပဲချစ်စရာလေးပေါ့နော်ပြီးတော့ဗမာဝစ်စုံလေးဝင်လိုက်တဲ့ခါမှလည်းတုတ်တုတ်တစ်တစ်ကလေးနဲ့ဟိုစပင်လေးကလည်းဟိုဖြူဖြူလေးဆိုတော့လေဘယ်လိုပြောရမလဲအယုတ်ကလေးတယုတ်ထောင်သားသလိုပဲမြန်မာလေးကလည်းမြန်မာလူမျိုးစစ်စစ်အရန်အရန်ချစ်စရာကောင်းတယ်အရန်နဲ့သဘောကောင်းတယ်ဟောတိုင်းတိုင်းပုံပွင့်နေနေပဲပေါ့နော် အဲ့တော့သူတို့နှစ်ယောက်ကိုမင်္ဂလာဆောင်တဲ့အခါမှာကျွန်တော်တို့ကအစအဆုံးတပွဲလုံးကိုလုပ်ပေးရတယ်ဝတ်ဆောင်ကအစဖနက်ကအဆုံးနောက်ဆုံးပေါ့နော်ရုံးစွာဆုံးဟိုသူတို့သားရဲ့အောက်ခံအင်းကြီးကအစကျွန်တော်တို့ပြင်ဆင်ပေးရတာပေါ့အဲ့လိုပြင်ဆင်ပေးရတဲ့အခါမှာသူတို့သားကလည်းဘာလုပ်ပေးပေး is okay သဘောကျတယ်သူတို့သမီးကလည်းဒါကိုသားကြီးလုပ်ပေးသမီးကိုကြိုက်တယ်အဲ့ဒီကလည်းမိတ်ကပ်ပြင်တဲ့အခါကျတော့ညီမလေးကဘလို့ပြင်ကျင်လဲဆိုတဲ့အခါကျတော့ရတယ်ကိုကြီးကြိုက်တယ်လို့ပြင်ဆိုတော့ကျွန်တော်လည်းကျွန်တော်ကြိုက်တဲ့အတိုင်းလေးပေါ့ကျွန်တော်အလားဆုံးလေးဖြစ်အောင်ပြင်ပေးတယ်သူမျက်နှာပေါက်လေးကဘာမှမဆန်ဘူးလေအာအမှန်တမ်းပြောရင်တော့ तू ကဒါထိုင်မသိမ်းဝဲလို့เนาะခေါင်းဝန်သာဝတ်ခဲ့မယ်ဆိုလို့ရှိရင်ဒီညမာလေးကိုလုံးဝတကယ်အမိုက်စားလေးပြင်လိုက်မယ်ဆိုရင် तू နိုင်ငံခြားမင်းသမီးပုံပေါက်သွားမှာဒါပေမဲ့ဗမာဝတ်စုံဆိုတော့ဒီလိုပြင်လို့မရဘူးဗောနော်ပပလေးနဲ့အဲသူ့ရဲ့ဟိုပြင်နာမှာရှိတဲ့ဟိုအာနယ်ချက်လေးတွေဖုံးမယ်အာတာချက်လေးတွေပို့ပြီးတော့ဟိုလူတွေမြင်သာအောင်လုပ်ပေးမယ်ဆိုတော့စိတ်ကလေးနဲ့ကျွန်တော်အလားဆုံးပြင်ပေးခဲ့တယ်အဲအဲ့လိုပြင်ပေးတယ်ပြီးတော့ line ပေါ်လဲတင်လိုက်တယ်ဗောကိုကဂုံယူစွာနဲ့တင်တာပါဘာလို့ဆိုတော့ဘာလို့ဂုံယူတာလဲဆိုတော့ကိုနိုင်ငံသားတယောက်ကို เนาะဒီလိုနိုင်ငံကြီးသားတယောက်ကပြင်သစ်နိုင်ငံဆိုကျွန်တော်ထက်နိုင်ငံကြီးတယ်ဗျာကျွန်တော်ထက်ချမ်းသာတယ်ကျွန်တော်ထက်ခင်မိတယ်အဲ့လိုနိုင်ငံကြီးကတကယ် officer เนาะတရိုးသား officer တယောက် အရာရှိတယောက်ကမျက်မျက်နုံနုံနဲ့ချစ်ပေးတာကိုဂုဏ်ယူတာအဲ့ဒါကိုပြောတာချိန်သက်တာအဲ့အတွက်ကျွန်တော်တင်ပေးဖြစ်တယ်အဲ့အတွက်လည်းလူကြီးရမ်းများတယ်3 million လောက်ရှိနေပြီဆိုတဲ့အခါကျတော့ဘာပြောပြောပါတယ်အရန်လဲချိန်သက်မိပါတယ်ခင်ဗျာ ဟုတ်တယ်သူတို့မင်္ဂလာဆောင်မယ်ဆိုတဲ့အမြမရိုးရအတိုင်းဆောင်ကျင်တယ်မြမရိုးရရင်ချင်းမှုအတိုင်းလုပ်ပေးပါဆိုပြီးတောင်းဆိုတဲ့အတွက်ကျွန်တော်ကလုပ်ပေးတာပေါ့နော်သူတို့အနေနဲ့တော့ဘာဝတ်စုံဝတ်မယ်ဘယ်ဟာဝတ်မယ်ဆိုတော့မပြောတတ်ဘူးပေါ့မပြောတတ်တော့ကျွန်တော်ဘက်ကတော့အကောင်းဆုံးဖြစ်အောင်လုပ်ပေးရတာပေါ့ဟုတ်အတိုင်းပြောရင်တော့လေဒီညီမလေးရဲ့ညီမလေးကအရန်ချစ်စရာကောင်းတယ်ပြီးတော့သူ့ရဲ့မျက်နှာလေးကဘာမှမဆန်ဘူးပေါ့နော်ဘူဆန်ဆန်လေးနဲ့ အဲလှတယ်ပေါ့နော်ပူဇံဆိုင်တွေလှတယ်မြန်မာလိုဝတ်တဲ့အခါမှာဒါဘယ်လိုပြောရမလဲကျွန်တော်အတွက်အန္တရာယ်ရှိတယ်ပေါ့နော်မိတ်ကပ်ဆရာတောင်းနေလေဒီလိုခင်မိတဲ့မျက်နှာပေါက်မျိုးဗမာဆိုင်အောင်ပြင်ပေးရတဲ့အခါမှာတခါလေကျမပြင်တတ်ရင်လက်လွန်သွားရင်ပေါ့နော်ဟိုမလှတဲ့ဘက်ကိုရောက်သွားတတ်တယ်ပေါ့အဲ့အတွက်အဲကျွန်တော်လည်းအန္တရာယ်များတယ်ပြီးတော့ကျွန်တော်အနေနဲ့လည်းဒါစေတနာအပြည့်နဲ့ခုနပြောတဲ့ဂုံယူတဲ့စိတ်နဲ့ ကိုညမလေးလိုသဘောထားပြီးတော့ကိုကအနာဆုံးပြင်ပေးမယ်ဆိုတဲ့စိတ်ကလေးနဲ့ကျွန်တော်ပြင်ပေးခဲ့တယ်ပေါ့နော်အဲ့တော့ဒီပေါ်မှာတချို့ကလည်းဟိုညမလေးဟိုတခြားရှောက်ပြောနိုင်လည်းရှိတယ်အဲ့ဒါလေးကိုလည်းမပြောစေချင်ဘူးဘာဖြစ်လို့လဲဆိုတော့ကျွန်တော်မြန်မာနိုင်ငံကြီးကဒါဟိုနမိတ်ထွန်းတဲ့နိုင်ငံကြီးပေါ့နော်ဗဇက်ကပြောလိုက်တဲ့အရာတွေကဟိုလက်တွေ့တွေဖြစ်လာတတ်တယ်ဗဇက်ကပြောလိုက်တဲ့အရာတွေကနမိတ်ဖက်တယ်လို့ဖြစ်တယ်အဲ့တော့ကျွန်တော်တွေအားလုံးဒီလိုမျိုးကတ်ဆိုးအနေအဆိုးနဲ့ကြုံတွေ့နေရတဲ့အချိန်မှာ မကောင်းတာတွေမြင်နေရရင်တောင်မှကျွန်တော်တို့ကောင်းတဲ့စကားလေးပြောပေးမယ်ဆိုရင်မင်္ဂလာပူရှိမယ်เนาะရုပ်ဆော့အဆုံးမကောင်းတာတွေဖြစ်နေရင်တောင်မှမပြောဘဲနဲ့နေလိုက်မယ်ဆိုရင်မင်္ဂလာပူဖြစ်မယ်လို့ကျွန်တော်တို့ယူဆမိပါတယ်ကတ်ဆိုကြီးမှာကျွန်တော်တို့ဝစီခံလေးတွေကိုပေါ့เนาะတတ်နိုင်သလောက်ထိမ့်ပြီးတော့ကျွန်တော်တို့ ဝစီကိုထိမ့်နိုင်ဝစီရအရေးကြီးဆုံးပဲလေနော်ပထမအဆုံးကျွန်တော်မနှောကနေဖြစ်တာမနှောကနေကျူးလွန်တာကိုတော့ကျွန်တော်ဖုန်ကြီးတွေနဲ့ဒါတရားနာဘူးတဲ့အခါကျတော့မနှောကကျူးလွန်တာကိုကျူးလွန်တယ်လို့မမြောက်သေးဘူးဝစီကကျူးလွန်ပြီဆိုတော့ဒါမြောက်သွားပြီပေါ့နော်အဲ့တော့ဝစီကံကဒါကျွန်တော်ထိန်းနိုင်မယ်ဆိုရင်သူ့ရဲ့ရှေ့ နောက်တစ်ဆင့်ဖြစ်တဲ့ကာယကံကိုပါကျွန်တော်တို့ထိမ့်ပြီးသားဖြစ်သွားတာပေါ့အဲ့တကြောင့်မို့ချရတဲ့ဟိုညီငယ်ညီမငယ်လေးတွေကိုဒါ sharing လေးလုပ်ပေးချင်တာကျွန်တော်တို့မနှောကန်နေရတော့ဒါပြတ်မားလို့ရရတယ်မိန်းကလေးတယောက်ကိုတွေ့တော့အော်ငါမိန်းမဖြစ်ရင်ကောင်းမှာပဲလို့တွေးလို့ရရတယ်ပေါ့ဒါပုတုဇဉ်ဖြစ်တဲ့အတွက်တွေးမိမှာပဲချောရလှတာတွေ့တာကိုဒါပေမဲ့ပါဇက်ကနေပြီးတော့မှဟိုအယုတ်တအနတ္တပြောလိုက်မယ်ဆိုရင်တော့ဒါကံ ချိုးဖောက်ရရသွားပြီးကျွန်းလွန်သွားရရောက်သွားပြီးဖြစ်တဲ့အတွက်ကျွန်တော်တို့တွေမနှောကန်နေစပြီးထိမ့်သိမ့်ကြရအောင်လို့ဒီနေ့ကနေဒါ sharing လေးလုပ်ပေးပါရစီခင်ဗျာ